စကိုင်းတိုင်းတပည့်ရင်မြို့နယ်အိုထင်းကွင်းကြီးရာစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အစုလိုက်အပြုံလိုက်တည်ဆုံးပြီးလက်ရှိမှာခလီအလောင်းတွေအပါအလောင်း20ကျော်တွေ့ရှိထားတယ်လို့တပည့်ရင်ဒေတာခန့်တွေကသိရပါဗျ။မေ12ရက်ဒီနေ့မနက်9:00နာရီခွဲလောက်မှာ Jet Fighter နဲ့ပေါင်900ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ရာ အိုထင်းကွင်းကြီးရာစာတင်ကျောင်းပေါ်ကြားရောက်ပေါက်ကွဲခဲ့တာလို့တပည့်ရင်ဒေတာခန့်တအူးကပြောပါဗျ။မင်းတွေဒီတောင်းတဲ့ရင်ကို ဟာဒါဟုတ်ရတဲ့အဖက်တက်တဲ့ဒီနေ့ကျွန်တော်ပေါင်900ပုံလုံးရေးချမ်းတက်ခဲ့သွားတယ်ဗျဟုတ်ဟိုတေးတွေကျွန်တော်ဒီနေ့မဝေးအောင်လို့ဆိုပြီးတော့ရာနာချုပ်ဆက်ကဘေးဘေးပါကလေးတွေကျွန်တော်အကုန်လုံးသူ့ပြီးတော့ဒီနေ့တင်ကြရတယ်ပေါ့ဟုတ်လားဟုတ်ဒီမှာ73နှစ်73နှစ်ဝန်းကျင်ကနေပြီးတော့ကျွန်တော်တို့ချိန်ပြည်တယ်ပေါ့နော်6 6နှစ်9နှစ်ဝန်းကျင်နေပြီပါတယ်ဗျဟုတ်လက်ရှိမှာရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်နေခြင်းတေဆုံးအလောင်း20ကျော်ထိခိုက်ဒဏ်ရာရသူ30ကျော်ကယ်ထားနိုင်ပြီး ဘယ်သူဘယ်ဝါရီဆိုတာတော့အတိမပြုနိုင်သေးပါဘူးဒီကတော့ဒီဒီပဲဟုတ်ဟုတ်လောလောလောရေဒီဆုံးဒီပေါ်ရရတယ်ကော၂၀ကျော်ရရပြခုကြည့်လိုက်ရရခုလက်ရှိကေစင်းနေတဲ့ကလေးပေါင်းကတော့၃၀ကျော်နေပြဟုတ်လက်ရှိလည်းထပ်ရောရှာဖွေကေစင်းနေလုံးပြခုလူတွေအစင်သွားတာဆိုတော့အချို့ကလည်းဟိုအကောင်းခဲမရတော့ပြကျွန်တော်ပြောက်သွားတာဆိုတော့ပြောမှပဲကျောင်းသားစီးနေပြန်တတ်ရမယ်ကျောင်းသားတွေကတော့ဒီ မှားလားလေးတန်းယူရေပေါ့ဆယ်နှစ်ဆယ်နှစ်ယူရေဆိုတော့ကလေးကြီးပေါ့ဗျာဟုတ်ဘုံကြားရောက်ပောက်ပွဲခဲ့တဲ့စာတင်ကြောင်တစ်ထက်ဆောင်ပြူကြပျက်စီးခဲ့ပြီးလက်ရှိအချိန်ထိလဲဆက်လက်ရှာဖွေရေးလှုံ့ဆော်နေကဒံယာရသူတွေအတွက်လဲဆရာဝန်အင်အားမလုံလောက်ဖြစ်နေတယ်လို့သိရပါဗျ။မေလာစန်းပိုင်းမှာသခိုင်းတိုင်းတွေကမြို့နယ်တွေကိုစစ်ကောင်စီကလေကြောင်းကနေခက်စိတ်စိတ်တိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံတွေထိခိုက်ဒေဆုံးမှုတွေရှိနေပါဗျ။ပြီးခဲ့တဲ့မေလာ၁၀ရက်ညနေပိုင်းမှာ ဝက်လက်မြို့နယ်ရွာတော်ကုန်းကြီးရွာကိုပေါင်900ဘုံဒီနယ်ချေချတိုက်ခိုက်လို့ဒေသခံ10ဦးသေဆုံးခဲ့ပါသေးတယ်။